ပါကစ္စတန်နိုင်ငံမြို့တော်မှာရှိတဲ့တရားရုံးအပြင်ဘက်အထေကံဘုံးပေါက်ကွယ်မှုတစ်ခုကြောင့်အနည်းဆုံးလူ12ဦးသေဆုံးပြီး28ဦးဒဏ်ရာရရှိခဲ့ပါတယ်။ဒီအထေကံဘုံးကွယ်မှုဟာအစ္စလမ်ဘာဘက်ခရိုင်တရားရုံးရဲ့ G11 area မှာရှိတဲ့တရားရုံးဝင်အဝင်ပေါင်းနီးမှာဖြစ်ပွားခဲ့တာလို့ပါကစ္စတန်ပြည်ထောင်စုဝန်ကြီးကပြောပါတယ်။အဲ့ဒီနေရာဟာပုံမှန်အားဖြင့်လူစီကားတဲ့နေရာလေးဖြစ်ပါတယ်။တိုက်ခိုက်သူဟာတရားရုံးထဲကိုဝင်ရောက်ဖို့ကြိုးပမ်းခဲ့ပေမဲ့မအောင်မြင်ခဲ့တဲ့နောက်ရဲကားတစ်စီးနီးမှာဖောက်ခွဲခဲ့တာဖြစ်ပါတယ်။ ပေါက်ကွဲတံကိုရဲတပ်ဖွဲ့ဌာနချုပ်အထိကြားခဲ့ရပြီးအနီးအနားပတ်ဝန်းကျင်မှာထိတ်လန့်ခဲ့ပါတယ်။အရေးပေါ်ကေဆယ်ရေးတွေနဲ့လုံခြုံရေးတပ်ဖွဲ့တွေဟာဖြစ်ပွားရာနေရာကိုချက်ချင်းရောက်ရှိခဲ့ကြပါတယ်။ပေါက်ကွဲမှုအကြောင်းရင်းကိုစုံစမ်းနိုင်ဖို့နေရာကိုပိတ်ထားခဲ့ပါတယ်။မှုကင်းဆေးဘက်ဆိုင်ရာအဖွဲ့လည်းစုံစမ်းစစ်ဆေးဖို့ရောက်ရှိနေပါတယ်။ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတူကတော့ပေါက်ကွဲမှုအတွင်းဒဏ်ရာရသူတချို့အခြေအနေစိုးရိမ်ရတယ်လို့ပြောကြားခဲ့ပါတယ်။မျက်မြင်သက်သေတွေကတော့အလောင်း၄-၅လောင်းကိုမြေပြင်မှာပြန်ကျဲနေတာတွေ့ရတယ်လို့ပြောပါတယ်။ ျွန်တော်တို့ကားတွေကိုရပ်ပြီးဂိတ်ထဲကိုဝင်ပြီး30-35မိနစ်ကြာမှပဲကျေလောင်တဲ့ပေါက်ကွဲတံကိုကြားခဲ့ရတာပါဒါကကြီးမားတဲ့ပေါက်ကွဲမှုတစ်ခုပါပဲမိတွေလောင်းနေပါတယ်ခန္ဓာကိုယ်အစိပ်ပိုင်းတွေပြန်ကျဲနေပါတယ်ပြီးတော့ရဲနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေရောက်လာခဲ့ကြတာပါလို့မျက်မြင်သက်သေတွေကပြောပါတယ်ဒီအသေးကဘုံခွဲတက်ခတ်မှုအတွက်ဘဲဖွဲ့စည်းဘဲပုပ်ကမှတာဝန်ယူကြောင်းကြေညာတာမရှိသေးပါဘူး ဒီတိုက်ခိုက်မှုဟာပါကစ္စတန်နဲ့အာဖဂန်တာလီဘန်တို့အကြားတတိယကြိမ်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမအောင်မမြင်ဖြစ်ခဲ့ပြီးရပ်ပိုင်းကြမှာဖြစ်ပွားခဲ့တာပါပြီးခဲ့တဲ့တစ်ပတ်ကလည်းပါကစ္စတန်တရားရုံးချုပ်ရဲ့မြေအောက်ခန်းမှာဗဟုလေအေးဘေးစနစ်ပြုပြင်စဉ်အတွင်းတန်းငွေအိုးပေါက်ကွဲမှုဖြစ်ပြီးလူ၁၂ဦးခန့်ဒဏ်ရာရရှိခဲ့ပါသေးတယ်ခင်ဗျာ